အာနာသိန်းကောင်းဆောင်မင်းအောင်လှိုင်ရဲ့တူရောင်ရေကောက်ပွဲကိုဝင်ရောက်ရှိပြန်မဲ့88ကျောင်းသားကောင်းဆောင်ဟောင်းဥက္ကုကိုကြီးကိုပြည်သူတစ္ဆာပေါဖြစ်နိုင်ငံရေးကျင်းသားဟောင်းတွေကတတ်မှတ်ဝေဖန်လိုက်ပါတယ်အာနာသိန်းစစ်တပ်လုပ်တဲ့ရေကောက်ပွဲဝင်တာဟာအာနာသိန်းနာကိုတနည်းနည်းနဲ့ထောက်ခံပံ့ပိုးလိုက်တာပဲဖြစ်တယ်လို့နိုင်ငံရေးဟောင်းတွေက ပြောဆိုပါတယ်အတူရောင်ရေကောက်ပွဲဝင်မဲ့သူတွေဟာအာနာရှင်နဲ့အတူတူမြန်မာပြည်သူတွေကိုဖိနှိပ်ဖို့နဲ့အာနာသိန်းစစ်တပ်အောက်ကိုဝင်လိုက်တာဖြစ်ပြီး ပြည်သူလူထုကိုတစ္ဆဗုဒ္ဓဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကြီးသားများကွန်ရက် PPN Number ကုမ္ပဏီဝင်ဦးတိုက်ထွန်းကပြောပါတယ်ဒီလိုမျိုးတရားမဝင်တဲ့သူအောင်ရွေးကောက်ပွဲတခုဖြစ်လို့လူ့ခွင့်ရေးကိုစိုးဝါးစွာနဲ့တရားဝင်ချိုးဖောက်ခွင့်ရဖို့အတွက်စူးစမ်းနေတဲ့သူအောင်ရွေးကောက်ပွဲမှာကျွန်တော်တို့တစ်ခေတ်တခါကာလတစ်ခုကလာယုံကြည်လေးစားခဲ့ရတဲ့သူတွေပြီးတော့ဟိုမြန်မာပြည်သူနဲ့အတူတူယက်တီပါတယ်ဆိုတဲ့သူတွေကအခုလိုမျိုးပေါ့နော်အကြမ်းဖက်စစ်အာဏာရှင်တဲ့သူတို့တရားတဲ့ယက်တီတာဟာ ဒါဟာအာနာရှင်ရဲ့အမှုအခြေအနေဟာဒီလက်ရှိပုံကိုယ်တွေမှာပါရှိနေတယ်။ဒါအပြင်အာနာရှင်နဲ့အတူတူမြန်မာပြည်သူလူထုကိုဖိနှိပ်ဖို့မြန်မာပြည်သူလူထုကိုလူခွင့်ချုပ်ပေါက်ခဲ့တဲ့နော်စစ်တပ်ကိုသူတို့ကတရားဝင်အတိမတ်ပြုမှုအောက်ကိုဝင်လိုက်တယ်လို့ကျွန်တော်တို့ကနားလဲပါတယ်။ဒါဟာပြည်သူလူထုကိုတစ္ဆာဖောက်တဲ့လုပ်ရဖြစ်တယ်။ပြည်သူတစ္ဆာဖောက်တယ်ဖြစ်တယ်လို့ပဲကျွန်တော်တို့ကတော့ဟိုပြောချင်ပါတယ်ဗျ။သူတို့ရှိရဘလောက်ပဲကောင်းပါတယ်လို့လုပ်ခဲ့ပါတယ်ဘလောက်ပဲနင်းနာခံခဲ့ပါတယ်ပြောပြော။ တကယ်တကယ်လူတယောက်ဟာအာနာရလာချိန်နဲ့အာနာကိုမက်ပေါ်လာတဲ့အချိန်မှာပြည်သူလူထုကိုတစ္ဆာဖောက်ဖို့ဝင်မလေးရဲ့ပုံကိုယ်တွေဖြစ်တယ်ဆိုတာကိုသူတို့ကလမ်းပြခဲ့တဲ့သူတွေတင်ငန်းသာကျွန်တော်ပြည်သူလူထုကိုယူနိုင်အောင်လို့သူတို့ကိုယ်တိုင်ကဒါလမ်းပြသွားတဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့လို့ဘလောက်ပဲရှေ့မှာဘလောက်ပဲနင်းနာခံခဲ့ပါတယ်ပြည်သူလူထုနဲ့လူတရားရဲ့ရက်တီပါပဲပြောပြောအာနာရှင်နဲ့ပေါင်းတဲ့လူတိုင်းဟာသူတို့ရဲ့တမိုင်းမှာတော့ပြည်သူလူထုပေါ်မှာတစ္ဆာဖောက်သွားကြတယ်ပြည်သူတစ္ဆာပေါက်တွေလို့ပဲကျွန်တော်တို့ကတော့ဟိုမြင်နေလို့ပဲရိုးရှင်ပြောချင်ပါတယ်ဗျာ နိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအတွင်း ABB ရဲ့တွင်ရင်မှုကိုတိတ်နိုင်ငံလည်းဥက္ကူကိုကြီးနဲ့တူ88မျိုးဆက်တချို့ဟာဘာကိုမျှော်လင့်မြင်ပုံပြန်လဲဆိုတာနားမလည်နိုင်လောက်အောင်ပဲလို့ပြောပါတယ်ဒီလိုအချိန်နှင်းအောက်မှာလုံမဲ့ရက်ောက်ဝဲရက်လာကဒီဒီလိုလူတို့တရားလို့ကိုစစ်တုံပြုဖို့ကလွယ်ပြီးတော့ဘာမှမျှော်လင့်စရာတောင်းမရှိပါဘူးအာနိုင်ငံရေးထွက်ပေါက်မှာလည်းမရှိပါဘူး ဘာ platform မှာလဲတိဆောက်လို့မရပါဘူးသူပြောနေတာကတော့အာဒီလူကပွဲကိုဝေမယ်ဆိုတဲ့လူတွေကโอเคနိုင်ငံရေးရအာဒီပြည်သူလူထုအတွက်ဘလို့ထောင်ချင်းနိုင်လဲဆိုတဲ့အာစိတ်ကူးနဲ့စိတ်သားနဲ့ရည်ရွယ်ချက်နဲ့အာလှုပ်ဆောင်နေတယ်လို့အာပြောကြတာရှိတယ်ဆိုတော့တော်တော်များများက တို့ဒီချက်ဖုတ်ကလွဲပြီးတော့ပေါ့လေဆိုတော့အာဒီလူငယ်အဖွဲ့အစည်းပေါ့ဒီစစ်တပ်ကမွေးဖွားလာတဲ့လူငယ်အဖွဲ့အစည်းတွေကလည်းအာဒီထဲမှာဒီရုပ်ကောင်မှာဝေဝေရောက်ရွေးခံဖို့အတွက်တကြံဖို့အတွက်စီစဉ်နေရတယ်ပြေးပြေးရပါတယ်ဆိုတော့အာဒါတွေကတော့ကျွန်တော်တို့ဒီအပေါ်မှာအင်း ုတ်ချက်ပြုဖို့ဆိုတာကတော့တော်တော်ခက်ပါလားခုနကျွန်တော်ပြောသလိုပဲဒီရုပ်ကောက်ဘွယ်ကစစ်ထုတ်ပြုဖို့ကလွယ်ပြီးဘာမှမျှော်လင့်စရာမရှိဘူးဆိုတော့ဟိုဘာကိုမျှော်လင့်ပြီးတော့အဝေးပြိုင်နေတယ်ဆိုတာကတော့အာကျွန်တော်လည်းနားမလည်ပါဘူးဗျာပြည်သူတွေရဲ့အတအိုးအိမ်တွေကိုတက်ပြတ်မရှုလူရက်နေတဲ့စစ်တပ်ရဲ့လုပ်ရက်တွေအောက်မှာပြုလုပ်မဲ့ရေကောက်ပွဲရလဲဟာပြည်သူလူထုတည့်ရဲ့လုံကိုစစ်ကြုံပြုဖို့ကလွယ်ပြီး ဘာမှမျှော်လင့်စရာအကြောင်းမရှိသလိုဘာနိုင်ငံရေးထွက်ပေါက်မှမရှိဘူးလို့လည်းကိုသိနိုင်ကပြောပါတယ်။ဒီလိုပြည်သူပါတီခေါင်းဆောင်ဥက္ကုကြီးကတော့အနာရှင်ရေကောက်ပွဲကိုမဲမပေးကြဖို့တိုက်တွန်းလို့ဆိုလူတွေအနေနဲ့နိုင်ငံရေးပလက်ဖောင်းကိုမဖျက်ဆီးကြနဲ့လို့ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့မင်္ဂလာတောင်ကျွန်းမြို့နယ်မှာပြုလုပ်ထားတဲ့မဲဆက်စည်းရုံးပွဲအတွင်းမှာပြောဆိုသွားပါတယ်။အဲ့ဒီမှာဗိုလ်ချုပ်အောင်ဆန်းကိုတဘောကြလို့သူဝင်ပြိုင်မှုတဲ့လမ်းမတော်မြို့နယ်မဲဆက်နားနယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြင့် ဝင်ပြိုင်လာလို့လေစစ်ဆိုးရလက်ထက်တုန်းက1065နှစ်ချခံရမှုတဲ့နိုင်ငံရေးကျင်းသားဟောင်းတူလေးဖြစ်တဲ့ဥက္ကုကြီးကပြောသွားပါဗျ။အဲ့ဒီမှာဘိုးကျော်လိုဟန်ပတ်မှုရတဲ့တူပပီးဟောပြောစည်းရုံးသွားတာလည်းတွေ့မြင်ခဲ့ရပါဗျ။ဒါနဲ့ပတ်သက်ပြီးထိုင်းမြန်မာနယ်စပ်မေဆောက်မြို့ရောက်နိုင်ငံရေးကျင်းသားဟောင်းတူကစစ်ကော်မရှင်လိုကိုကိုကြီးကလည်းဘိုးကျော်ကိုအုံချပြီးလှုပ်ရှားနေတာလို့ပြောဆိုပါဗျ။ပြည်သူအများနဲ့နိုင်ငံတကာကန့်ကွက်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုဥက္ကုကြီးပါဝင်ရွေးကောက်ပွဲမှာပါဝင်မဲ့ ိုင်ငံရေးသမားတွေကတော့စစ်တပ်ရဲ့ယူကောက်ပွဲဟာနိုင်ငံရဲ့ထောက်ပေါက်ဖြစ်ပြီးမဖြစ်မနေပြည်သူတွေပါဝင်တဲ့ကြောင်းတိုက်တွန်းစည်းရုံးနေကြပါတယ်။သူတို့ဟာစစ်ကော်မရှင်ဦးစီးတဲ့ယူကောက်ပွဲဝင်ပြီး၂၀၀၈ခြေကံဥပဒေအောက်ကနေအစိုးရတရားထက်မှတ်ပေါ်လာဖို့မျှော်လင့်နေကြတာပါ။စစ်တပ်နဲ့တူ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာမြန်မာဒီမိုကရေစီဖွဲ့ချုပ် NLD ကလည်းရွေးကောက်ပွဲဝင်ခဲ့လို့လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုယ်တိုင်ဝေဖန်ခံခဲ့ရတယ်လို့နောက်ဆုံးမှာအနာသိမ့်ပွဲနဲ့ကြုံတွေ့ရတာကိုလက်ရှိနိုင်ငံရေးပါတီတွေကလည်း ်တင်ကန်းစာယူတဲ့နယ်လို့နိုင်ငံရေးလေလံသုံးသပ်သူတွေကပြောပါဗျာ။